ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဂျွန်လာရှင်းရနေရဲ့ညာကင်းတဲ့ရင်တွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုဒေါ်လာညာချမ်းပါလို့နှုတ်ခွန်းဆက်သွားပါရစေအဲ့တော့ဒီကနေ့ညာကင်းမှာအင်ပတန်ကောင်းမွန်တဲ့တင်းကောင်းတစ်ပုဒ်ကစောင့်ကြိုနေပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာလေရင်စီတွေတင်ဆောင်လာတဲ့ဒီစီပေါစာကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေကဖမ်းမိလိုက်ပါပြီအဲ့ဒီစီပေါစာကိုမောင်းနှင်လာတဲ့စစ်ချုပ်ကောင်စီဘက်ကတပ်သား၂ယောက်ကိုပါအတူတူ ဖမ်းမိခဲ့တာပါပြည်သူကိုလေချောင်းကနေပြီးတော့နေ့စဉ်မပြတ်ဘုံကျဲတက်ဖြတ်နေတဲ့လေတက်နဲ့တက်ဆိုင်တဲ့အဓိကအဖြစ်အခရာကြတဲ့လေရင်စီဒီစီပေါ်စာဒစည်းစာကိုဖမ်းဆီးရမိတာဖြစ်တဲ့အတွက်အမှန်အားရတရားကျင်းနဲ့နဲ့သက်တရားကောင်းတဲ့သတင်းကောင်းတို့ဘာဒီကနေ့ညခင်းမှာဒီသတင်းကိုလည်းနားဆင်ရမှာပါအဲ့တော့သတင်းကောင်းတွေရှိသလိုကျွန်တော်တို့ဒီရက်အတွင်းမှာတော်တော်လေးကိုမကြားဘူးမနာတာဖြစ်ရတဲ့သတင်းကလည်းရှိနေပြန်ပါတယ်ဒါကတော့တိုက်ကြီးမှာ နှစ်တန်းចောင်းသူလေးတယောက်ဇွဲជို့ချပြီးတော့အဆုံးစီရင်မြန်တဲ့တရင်မှာအရင်ရက်ကလည်းကျွန်တော်တို့တီးပြီးဖြစ်တဲ့အတိုင်းဒီငါးတန်းចောင်းသူလေးတူဂရနီဒေတာမှာအဆုံးစီရင်နဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်အခုတိုက်ကြီးမြို့နယ်ထဲမှာလည်းနှစ်တန်းចောင်းသူလေးជို့ဆွဲချပြီးတော့အဆုံးစီရင်နဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ရပါတယ်အဲ့တော့ဘာကြောင့်ជို့ဆွဲချတာလဲဘလို့အခြေအနေရှိလဲဆိုတာကိုလည်းဒီတရင်ပြည်စုံကိုနားဆင်ရပါပါနောက်ထပ်လိုင်းကောမြို့နယ်မှာတော့ဆက်ရှုံးကောင်စီစခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုမှာတော့စစ်သား20ကျော်တေဆုံးပြီးတော့ လက်နက်ရှစ်လက်ကိုတင်စီရရှိနိုင်ခဲ့ပါတယ်။ရွှေဘုံမှာတော့ပြူရွာကပြူစောတိတအူးကလက်နက်ခဲရန်နေနဲ့ပကဖထံကို အလင်းဝင်လာတယ်လို့သိရပါတယ်။အဲ့တော့တောင်ပိုင်းမှာလက်တံပြောင်းနေတဲ့ကန်ယူတက်ဖွဲ့ဘက်ကနေပြီးတော့ဘိုးကြီးစောကောအားလုံးသိကြတယ်ချက်ကြတယ်ဘိုးကြီးစောကောကသတင်းစကားပတ်ထားတာတခုရှိပါတယ်ဒီရုပ်သံဖိုင်ကိုလည်းဒီညသတင်းမှာကြည့်ရှုနားဆင်ရမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ရန်ကုန်မန္တလေးအမြန်လမ်းမှာနမ်ဆန်လေတက်အတွက် လင်းရင်စီတွေတဲဆောင်လာတဲ့စီပေါ်စာကားတစီးကိုစစ်သား2ဦးနဲ့အတူတော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးရရှိကြောင်းအောင်ဆန်းလန်းနတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ဂျွန်လာ၈ရက်နေ့မနက်ပိုင်းနတ်မောက်မြို့နယ်ဘက်ကနေအမြန်လမ်းမပေါ်ကိုထွက်ခွာလာတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့လေရင်စီပေါ်စာကားရင်မှတ် 2B 8525ကိုရန်ကုန်မန္တလေးအမြန်လမ်းမဒီမိုင်းတိုင်း260နှစ်အနီးမှာ စစ်စေးကဖမ်းဆီးရရှိခဲ့တာဖြစ်ကြောင်းအဲဒီကပြည်သူတွေကိုလေကြောင်းနဲ့ဘုံကျက်တက်ဖြတ်ဖို့အတွက်လင်းရင်စီတွေကိုချိန်ဖန်များစွာတည်ဆောင်ပေးနေတဲ့ရင်ဒစီဖြစ်ကြောင်းသိရှိရပါတယ်။အဲတော့ပြည်သူကိုဒုက္ခပေးတဲ့လေကြောင်းနဲ့လေတက်နဲ့ဆက်ဆက်တဲ့အဓိကအဖြစ်ဆိုလို့ရှိရင်လင်းရင်တွေဆိုရလဲဘလောက်ပဲကောင်းကောင်းလင်းရင်စီရှိနေလို့သာပြည်သူတွေကိုဘုံကျက်ပြီးတော့တက်ဖြတ်နိုင်တာကတော့စီပေါ်စာကားတစ်စီးကိုဖမ်းမိဖမ်းဆီးရမိလိုက်တယ်ဆိုတော့တတော်ကိုကောင်းမွန်တဲ့ရလဖြစ်ပါတယ်။ လင်းရင်စီအတွက်ပဲကျွန်တော်တို့နိုင်ငံတကာကိုတောင်းဆိုကြတယ်အကြံပေးဆက်ရှင်ကောင်စီကိုလင်းရင်စီတွေမရောချကြဖို့အမျိုးမျိုးပြောဆိုကြတယ်အဲ့တော့တစ်ဖက်မှာလည်းအခုလိုမျိုးဆက်ရှင်ကောင်စီရဲ့တည်ယူပို့ဆောင်ရေးလုပ်နေတဲ့လင်းရင်စီတင်တဲ့စီပေါ်စာကားတစ်စီးကိုဖမ်းမိတာဟာအင်မတန်မှကောင်းမွန်တဲ့သတင်းကောင်းတစ်ခုဖြစ်ပါတယ်ဒီနေ့မနက်ပဲဖမ်းမိတာပါစီပေါ်စာကားထဲမှာစီအပြည့်ပဲအရကန်ဘူးမင်းထွတ်ရဲ့လက်ပါစင်နှစ်ယောက်နဲ့အတူဖမ်းမိခဲ့တယ် လက်ရှိတော့ဖမ်းမိတဲ့သူတွေကိုစစ်ဆင်းနေတော့မှာရဲဘော်တွေအားလုံးလဲလုံခြုံတဲ့နေရာရောက်ပါပြီဆိုပြီးအောင်ဆန်းလန်းနတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကအချိန်ဒီအသေးစိတ်ကိုရှင်းပြပါပါတယ်ခင်ဗျာအဲ့ဒီဖမ်းဆီးမှုကိုတော့အောင်ဆန်းလန်းနတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးတာဖြစ်ပြီးလေးရင်စီပေါ့စာကားနဲ့အတူဖမ်းဆီးရရှိတဲ့အရာခံဘုံမင်းထွတ်ရဲ့လက်ပါစင်တအုပ်ကိုတော့အခုဖမ်းဆီးပြီးတော့ချုပ်နှောင်ပြီးတော့စစ်ဆင်းနေတယ်လို့သိရတာပါခင်ဗျာအမတန်ကောင်းတဲ့တရင်ကောင်းတစ်ပုတ်ပါ အဲ့တော့နောက်ထပ်သတင်းကတော့လိုက်ကိုဘက်ကတိုက်ပွဲပါလိုက်ကိုဘက်ကတိုက်ပွဲမှာအချမ်းဘတ်စစ်ချုံးကောင်စီတပ်သား20လောက်တည်ပြီးလက်နက်လဲ၈လက်လောက်သိမ်းဆီရရှိနိုင်ခဲ့ပါတယ်။ဂရင်းနီပြည်ဒီလိုက်ကိုမြို့နယ်မှာစစ်ချုံးကောင်စီတပ်နဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်သား20ကျော်သေဆုံးပြီးတော့လက်နက်၈လက်သိမ်းဆီရရှိကြောင်း KNDF တော်လိုင်းရေးသတင်းမြစ်တို့ကပြောပါတယ်။ဂျွန်လာ၃ရက်နေ့မနေ့9နိုင်လောက်ကလိုက်ကိုမြို့နယ်တပီကုန်းဖုံချောင်းဝင်းအတွင်းမှာအခိုင်အမာတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုဂရင်းနီတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဲ့လိုတိုက်ခိုက်နေတဲ့ချိန်စီဆိုင်မြို့နယ်ဘက်ကထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုထပ်ပြီးတော့ကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါက၃ရက်နေကဖြစ်ပွားခဲ့တဲ့သတင်းကြောင်းရပါရုတ်တံဖိုင်နဲ့အတူထပ်ပြီးတော့အသေးစိတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။ရုတ်တံဖိုင်ထဲမှာတော့အတုံယုံပိုးလိုပက်လက်မောက်ခုံဘေးတစောင်းကားနေတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။ဒါပေမဲ့ကျွန်တော် YouTube မှာတက်ဆက်တဲ့အခါမှာအဲ့ဒီရုတ်တံတွေကိုပြရင်ဒီသတင်း ်တရင်ကတင်လို့မရပါဘူးဒါကြောင့်မလို့ဒီရုပ်သံဖိုင်တွေကိုတော့တချို့တင်လို့ရတဲ့အပိုင်းတွေကိုပဲကျွန်တော်ဖြတ်ပြီးတော့ပြည်သူကိုတင်ဆက်ပေးပါမယ်နောက်တရင်ကတော့ကျွန်တော်တို့ဒီနှစ်တန်းចောင်းသူခလင်းငယ်လေးကိုပါကိုကျိုးဆက်ချပြီးတော့ဆုံးစီရင်တဲ့တရင်မှာဘလို့တွေဖြစ်ပြသွားခဲ့တာလဲဆိုတော့ကျွန်တော်တို့သေးစိတ်နားဆင်ကြည့်အောင်ပါတိုက်ချင်းမြို့နယ်ဖိုးခေါင်ကျေးရွာအုပ်စုဒီမီးသွေးချင်းကျေးရွာမှာဂျွန်လ9ရက်နေ့ညပိုင်းကအသက်12နှစ်အရွယ် နှစ်တန်းကျောင်းသူလေးတယောက်ကကိုကိုကိုကျိုးဆဲချပြီးတော့အဆုံးစီရင်ခဲ့တယ်လို့မြို့ကန်နေစီကနေသိရပါတယ်ခင်ဗျာအဲ့တော့သူကကွဲကွာနေတဲ့မိဘတွေကထားခဲ့လို့အသက်၉နှစ်အရွယ်မောင်ဖြစ်သူနဲ့အတူဒီနာတာရှေယောဂတဲ့အဖိုးဖွားရဲ့အိမ်မှာနေရတာလို့မြို့ကန်တယောက်ကပြောပါတယ်အဲ့တော့မိဘတွေကကွဲသွားတာ၅နှစ်လောက်ရှိပြီခလေးနှစ်ယောက်ကိုဘယ်သူမှတာဝန်မယူဘူးအဖိုးဖွားတွေအိမ်မှာထားခဲ့တာအိမ်လုံးတွေရှင်းနေရွယ်ကလေးကလုံနေရတော့စိတ်ဒဏ်ရာရပြီးနွားတင်းကုတ်ထဲမှာဒီကျိုးဆဲချပြီးတော့ဒေသွားတာဆိုပြီး ဒေသခံကျွန်တော်တို့သတင်းပြတစ်ခုက ရှင်းပြပါတယ်အဲ့တော့မတ်မေစင်ဥပါသေဆုံးတဲ့ကလေးကသူသေဆုံးတဲ့နဲ့ပတ်သက်ပြီးတော့ရဲတွေကဒီအိုင်ကလောင်တိုက်နယ်ဆေးရုံမှာစစ်ဆေးပြီးတော့ဂျွန်လာရှိရနေ့မှာတော့ရုပ်လောင်းကိုတူခဲ့တယ်လို့ဆက်ပြီးတော့ပြောပါတယ်နောက်ထပ်ကျွန်တော်တို့အရင်နေ့ကလည်း Greeny ဒေသမှာရှိတဲ့ Lycom မြို့နယ်ဒီပါလောင်းကျေးရွာမှာနေထိုင်တဲ့ငါးနိုင်ရွယ်မိကလင်းငယ်တယောက်ဂျွန်လာ6ရက်နေ့ကကိုကိုကိုအဆုံးစီရင်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်အဲ့ဒီတော့ကလင်းငယ်လေးကတော့ မိမိဘတွေကဒီចောင်းလုံးထားမပေးနိုင်တဲ့အတွက်သူចောင်းတက်ခြင်းတဲ့အခါမှာဒီလိုမျိုးဖြစ်စဉ်တွေပေါ့နော်ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်အဓိကအရင်မြစ်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဒိုင်းမြီကပို့ပြီးတော့မွဲလာတယ်ပို့ကျက်တဲ့လာတယ်စာဝတ်နေရေးတွေခက်ခဲလာကြတယ်အရင်လိုမျိုးရှင်းတမ်းဖို့အရင်လိုမျိုးပညာသင်ယူဖို့အခြေအနေတွေကအမျိုးမျိုးကြားထဲမှာပို့ပြီးတော့ပို့ပြီးတော့ခက်ခဲလာရတဲ့အခါမှာအခုလိုမျိုးကျွန်တော်တို့မကြားဘူးမမြင်ဘူးမတွေ့ဘူးတဲ့အကြောင်းအရာတွေမြင်တွေ့နေကြားနေရတာဖြစ်ပါတယ်ကလေးငယ်လေးတွေအတိုက်ပဲ လွန်ငယ်သေးနုနယ်သေးပေမဲ့စိတ်တံရကြီးကြီးမားမားနဲ့လောကကြီးကိုစွန့်ခွာသွားကြတဲ့သတင်းတွေပါဒီရက်အတွင်းမှာခက်စိတ်စိတ်ကြားလာရတာကတော့ကျွန်တော်တို့တကယ်ကိုအင်မတန်မှစိတ်မကောင်းစရာဖြစ်စေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်ပိုင်းမှာဒီထိုင်းနဲ့မြန်မာနယ်သက်တကြောကအကြမ်းဆက်ရှုံးကောင်စီတက်ရဲ့စခန်းတွေကိုတောက်လျှောက်ဆိုသလိုတိမ့်နေတဲ့လက်လက်တွေလည်းအပုံပင်တက်ပြီးတော့ယူနေတဲ့ဘိုးကြီးစိုးကတို့ဒီ KNL KNDO နောက်တစ်ခါ PDF ဥပပေါင်းစစ်ကြောင်းတွေတဲကကျွန်တော်တို့အားလုံးသိကြတဲ့ပြည်သူလူထုချက်ကြတဲ့ဗိုလ်ကြီးစိုးကောကပြည်သူတွေကိုသတင်းစကားပါထားတယ်အဲ့တော့ဆက်ရှုံးကောင်စီတပ်ဘက်ကကောင်တွေကိုလည်းဒီရုပ်သံဖိုင်ပြခြင်းတယ်အဲ့တော့ဆက်ရှုံးကောင်စီတပ်ဘက်ကကောင်တွေဘုံမဘိုးဆွဲအောက်ဆွဲတွေလည်းဒီရုပ်သံဖိုင်ကိုမြင်တွေ့ရအောင်ကျွန်တော်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာသာဝဒံခွဲတွေဝဲတယ်သနာပြက်တွေဝဲတယ်မတ်တိသမလေးလေးသနာအဟောင်းတွေဝဲတယ် Uere, uere. Ahora, güey. Moya de promoción. Moya de promoción. Y no con la meja, ¿qué me hagan? No con la meja, ¿qué quiero me hagan?

အလင်းဝင်လာခဲ့ပါတယ်။ဂျွန်လ6ရက်နေ့ကစကိုင်းတိုင်းရွှေဘုံမြို့နယ်မြင်းချင်းကျေးရွာကပြူလက်နက်ကင်တအူးက G3 တက်လက်ကြီပေါက်3ခု G3 G 62တောင်းကိုယူဆောင်ပြီးတော့အလင်းဝင်ရောက်ခဲ့တာဖြစ်ကြောင်းကိုရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပြပါပါတယ်။အဲ့တော့သူတို့ကကောင်းကောင်းမွန်မွန်နေခြင်းနဲ့အကြောက်တရားတွေနဲ့မရှင်းတန်ခြင်းတော့ဘူးလို့ပြောပါတယ်။ကျွန်တော်တို့ကအစောကတည်းကအလင်းဝင်မှုစီယုံလုံးဆော်ခဲ့တာတွေအများကြီးရှိပါတယ်ဆိုပြီးရွှေဘိုခရိုင်ဘက်ကဘတာဝန်ရှိသူတို့ကရှင်းပြပါဗါတယ်အဲ့တော့အလင်းဝင်ရောက်လာသူကို ထိုက်တင်တဲ့ဂေါပိစုငွေချင်းမြင့်ခဲ့ပြီးသူနဲ့တူပါလာတဲ့မိသားစုဝင်တွေကိုပါလူခွင်ရင်နဲ့အညီစောင့်ရှောက်ထားတယ်လို့ရွှေဘူပကဖကအသိပေးထားပါတယ်။ရွှေဘူရွှေကူရွှေဘူပကဖထံကိုအလင်းဝင်ထားတဲ့စစ်သားရဲနဲ့ပြူစုစုပေါင်းဆယ်ဦးထပ်မင်းရှိကြောင်းလည်းသိရှိရပါတယ်။အဲ့တော့ဆရာနာရှင်အမြင့်ဖြက်ရေးအရှိန်ဟုံမြင့်ပြီးတော့ဆောင်ရွက်နေတာဖြစ်တာကြောင့်ဇာကစာတပ်ဖွဲ့ဝင်တွေပြူတွေအနေနဲ့လည်းအမြန်ဆုံးအလင်းဝင်ရောက်ဖို့လိုအပ်နေကြောင်းအချိန်မရဆက်တယ်ပြီးတော့အလင်းဝင်ရောက်နိုင်ဖို့ဖိတ်ခေါ်ကြောင်းလဲဒီရွှေဘုံမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုင်တွန်းထားပါတယ်ခင်ဗျာ အဲ့တော့ energy ခေါင်းဆောင်နေဒေါ်လာရင်းမဟာမိတ်တပေါင်းစုတွေကလည်းအတီးတီးထုတ်ပြီးတော့ပြောထားတာရှိတယ်ထွေထွေထိုးစစ်ကြီးတပြိုင်နက်သေးစတင်တော့မယ်ချိန်ကတဖြည်းဖြည်းနဲ့ဤကလာပြီးတိုက်ပွဲတွေအရင်ကထပ်ပိုးပြင်းထန်လာပြီးတော့မြို့သိမ်းနယ်သိမ်းစခန်းကြီးငယ်တွေကိုသိမ်းမဲ့တိုက်ပွဲတွေကဒီနေ့ထဲမှာတဖြည်းဖြည်းပေါ်ဆောင်တော့မယ်ဆိုတာကိုဒီတိုက်ပွဲကြီးတွေစတင်တော့မယ်ဆိုတာကိုခဏခဏ ပြည်သူလူထုကိုတတိပေးပြီးဖြစ်ပါတယ်အဲ့တော့ဆက်ရှုံးကောင်စီလက်အောက်မှာဘလို့ပုံစံမျိုးနဲ့ပဲရှိနေပါစေပြည်ဦးဖြစ်နေပဲရှိနေပါစေပါသာစပြည်သူစစ်တေအနေနဲ့ပဲရှိနေပါစေဆက်ရှုံးကောင်စီလက်အောက်မှာတရားဝင်တာဝန်ထမ်းဆောင်နေတဲ့စစ်သားအနေနဲ့ပဲရှိနေပါစေဘလို့မျိုးပဲဖြစ်ဖြစ်ပြည်သူထံကို အလင်းဝင်ဖို့လမ်းနဲ့အတူမိသားစုတွေနဲ့အတူအလင်းဝင်ရောက်ကြဖို့အချင်းကောင်းပါအခါမနှောင်းခင်လာရောက်ပြီးတော့အလင်းဝင်ကြဖို့အထူးလိုအပ်ပါတယ်မဟုတ်ရင်တော့ အထွေထွေထိုးစစ်ကြီးနဲ့အတူစစ်ရှုံးကောင်စီရဲ့ကြဆုံခန်းမှာပါသွားမှာကိုစိုးရင်ရပါတယ်ဒါကြောင့်မလို့မြန်မြန်အလင်းဝင်ရောက်ရင်တော့မြန်မြန်မိသားစုဘဝတွေအေးချမ်းတာယာရမှာဖြစ်ပါတယ်အဲ့တော့ဒေါ်လာဟင်းတက်ဖွဲ့ရင်းနဲ့ထတ်တူဖိတ်ခေါ်ပါတယ်အဲ့တော့နောက်ထပ်သတင်းကတော့အကြမ်းဖက်စစ်ရှုံးကောင်စီကဘုံကျဲတိုက်ခိုက်တဲ့သတင်းမှာဒါကတော့ရခိုင်ပြည်နယ်ကသတင်းမှာတန်တွဲမြို့မှာရှိတဲ့စစ်ပေးဆောင်တွေရှိတဲ့နေရာကိုပိတ်မှတ်ထားပြီးတော့ ဒီဂျွန်လ9ရက်နေ့ည10:40မိနစ်လောက်ကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံကျက်တိုက်ခိုက်ခဲ့ရမှာအရသား၄ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့တော့ကလင်းငယ်နဲ့အမျိုးသမီးခွဲခြားမသိရသေးဘူးတိုက်ပွဲမရှိဘဲနဲ့အရသားတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာဟာဂျနီဘာကွန်ဗင်းရှင်းကိုဆစ်ရှုံးကောင်စီကစတုထအကျဉ်ချိုးဖောက်ထားလို့မှတ်ချက်ပေးကျင်ပါတယ်ဆိုပြီးရခိုင်လူအခွင့်အရေးကာကွယ်မြင့်တင်သူများအသင်းဒါရိုက်တာဦးမြတ်ထွန်းကပြောဆိုပါတယ်အဲ့တော့ဘုံကျက်တိုက်ခိုက်တဲ့နေရာကတော့ဆစ်ဘေးချောင်းနေခိုးလုံနေတဲ့တန်တွဲမြို့မှာရှိတဲ့စာတင်ကျောင်းဖြစ်ပြီး အရင်ကတော့စစ်ရှုံးကောင်စီရဲ့စစ်သားစုဆောင်ရေးတပ်ခြံစည်းရိုးမှာကြားရောက်ပေါက်ွဲတာဖြစ်ကြောင်းရခိုင်ခြေစိုက်တရင်ဌာနတွေမှာဖော်ပြထားပါတယ်စစ်ရှုံးကောင်စီကလက်တလုံးတိုက်ပွဲဖြစ်ပွားနေတဲ့ဒီကြောက်ဖြူမြို့နယ်ပေါင်းရတဲ့ခါတက်တော့အေးထိန်းချုပ်ထားတဲ့နယ်မြေအချို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုမကြာခဏလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဒီကနေ့ညမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုစုစည်းပြီးတော့တင်ဆက်ပေးခဲ့တာပါအဲ့တော့ပထမဆုံးသတင်းဖြစ်တဲ့လေရင်စီတွေတင်လာတဲ့စီပေါ်စာကြီး တစည်းကိုတော်လိုင်းတက်ဖွဲ့ဒီဖမ်းမိတိုက်တဲ့တရင်ကတော့ဒီညအတွက်တကယ်ကိုအိတ်ဆေးပါဒီညအတွက်ပြည်သူတွေတော်တော်လေးကိုအားရတရားကောင်းမဲ့အားရကြမဲ့တရင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်အဲ့တော့မြန်မြန်ဒီဆစ်ရှုံးကောင်စီရဲ့တကယ်ကိုထိတ်ဆုံးအားကိုအားထားရလို့ပြောရနိုင်လောက်တဲ့လေချောင်းနဲ့ပတ်သက်တဲ့သူတို့မှဆိုလို့ရှိရင် အားကိုအားထားရတရားကြီးကြီးမားမားဆိုလို့ဒီ လေချောင်းပိတ်ခတ်မှုတွေပဲရှိတဲ့အခါဒီလေချောင်းနဲ့ဆက်ဆက်တဲ့ဘလူးကိစ္စမျိုးပဲဖြစ်ဖြစ်လေချောင်းအရာရှိတွေပဲဖြစ်ဖြစ်လေချောင်းဝန်ထမ်းတွေပဲဖြစ်ဖြစ်နောက်တစ်ခါဒီလေရင်စီရင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်လေနေထားတဲ့နေရာတွေကိုဖျက်ဆီးနိုင်ဖျက်ဆီးနိုင်တာလေရင်ဝင်းတွေကိုဖျက်ဆီးနိုင်တာပဲဖြစ်ဖြစ်ဒီနေရာတွေကဆက်ရှုံးကောင်စီရဲ့အဆိုင်ကိုထိစီတဲ့အထိနာစီတဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက်အခုလိုမျိုးစီဘောစာကားတစီဖန်းစီရမိတာလေစစ်ရှုံးကောင်စီအတွက်ထိခိုက်နစ်နာစီတဲ့တရင်ကောင်တပုတ်ဖြစ်ပါတယ်အဲ့တော့ နေ့စဉ်နဲ့မြကျွန်တော် YouTube channel မှာသတင်းတွေလာရောက်ဆောင်ကြည့်ကြတယ်ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအ мян ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမကောတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးလုပ်ပြီးတော့ဘေးနက်ကခေါင်းလောင်းလေးကိုနှိပ်ခဲပေးဖို့အထူးပဲမြတ်တာရက်ခံပါတယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ခံနေရခြင်းလေးလေးရယ် မိသားဒီဒီဒီများနေလေဖတ်ပြီးကိန်းဆောင်လာမျိုးစောတက်ပြီးဖတ်ပြီးရတယ်လူကြီးလူဝေးတို့ချင်းများမကြည့်ကြဘူးတိုက်တယ်မို့ဟဲ့ပါလေခင်ဗျာမေလေးနေချိန်မှာလူကမ်းတိုက်ဆက်နေရဆိုပြီးတော့မှာကိုယ်ကိုချင်းများကိုယ်ချင်းများတင်းလာတာမထိုင်ကြဘူးမိသားရခင်ဟဲ့ပါလေခင်ဗျာကိုယ့်ဘူးလူကမ်းတိုက်ဆက်ဒီကောင်ကလည်းရေကြောင်တိုက်ဆက်ထားတဲ့လူရများကိုတော့မင်းလာချင်းကြည့်ရှုကြည့် မေတ္တာရက်ခံတိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာဒါပေမဲ့ဘုရားဒီလိုလူများနေမဲ့မင်းတို့ရဲ့အိမ်တွေထဲမှာဘုန်းကြီးတွေနဲ့ဘုန်းကြီးတွေမဖြစ်မဲ့ဒီထားကြလို့ရပါတယ်အိမ်တိုင်းအိမ်တိုင်းမှာဘုန်းကြီးတွေနဲ့ခရုကြီးတွေသူပေးထားကြတယ်အခုလိုပြုလို့ရပါတယ်ခင်ဗျာဒါကြောင့်လို့မင်းတို့ရဲ့အိမ်တွေထဲမှာလေကြောင်းရဲ့မှာကာဝေနိုင်တဲ့အတွက်ဘုန်းကြီးတွေခရုကြီးများမဖြစ်မဲ့စတဲ့သူပေးထားကြဖို့

စ်စမီတောင်းကိုစီထဲရွက်ချမီစာနာကူညီပေးမှာထောက်ရလက်တွေညီရဲ့ရင်တွေတော့ပြီးပြီးတက်တီတစာညီရန်သူအာနာယူမြချေမုံမြစ်ခင်ပြီးမြန်ပညာနဲ့ဆွဲချည်ညီယုံကြည်သည်ဘာမတီဒီလိုရမွေးတဲ့ ုံငါတို့မြေယုံကြည်ကိုကြည့်လက်သက်ပေးကြတရေကောင်းပေါင်းတို့သည်တမိုင်းချပေးစက်ပေးကြကတိပြုသင်စာတီကြည်လူလူအပေါင်းပြီးဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ်ပစ္စည်းစိတ်တဆွဲအတူညီကြိုးစားပြတ်ကြော်မီဖယ်ရပြီတော့စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရွေးချမီစာရာကူညီပေးမတာဝရလက်တွေ့ညီရဲ့ရည်သွေးတော့ပြီးပြီးတတိသစ္စာညီရှင်သူအားနာယူမြခြေမုံညစ်ခြင်းညီမြန်ကျင်ရတဲ့ဆွဲချက်ညီ eu diria para ti. te llego bonodi a mai che pensa te già che tribute sa ti di lu bonodi sanda che ya mi nai ne no go tu se già mi